ပတင်ကျမအလောက်ခံပတင်လေးမှာမြင်ခွင်းသာရလာသည်နှစ်လွှာပတင်မှအောက်တက်တဲ့ငုံကြီးလင်ဌာနပိုင်ပန်းချက်ဤကွန်ကရစ်ခင်းလျှောက်လန်းလေးကိုစီး၍မြင်ရ၏ထိုလန်းလေးပေါ်မှာနုပြိုလန်းဆန်သောចောင်းသားចောင်းသူများလျှောက်လန်းပြေးလွှားနေလေးရှိကြသည်မြက်ခင်စိန်ပေါ်တွင် နေကြကလေးတယုံကပန်းပွင့်ဝါလေးတွေတဝင်းဝင်းရှိနေတတ်သည် ိပ်ပြာလေးတွေဝဲနေတတ်သည်ကြံတစ်ဖက်ချမ်းမှာကန်းကော်ပင်ကြီးကအညွတ်နီတွေတလူလူနှင်းရှိသည်ရခင်ပေါ်ဆရက်လေးများတခုန်ခုန်သွားနေတာမြင်လျင်ကိုနိုင်ငံမှာ organic area များရှိသေးရဲ့ဟုကျွန်မကကြေညာချင်သည်ကန်းကော်ပင်မှာအပွင့်ရှိလျင်မူကျွန်မကပန်းရှိရာနေရာများကိုမှတ်သားပြီးအောက်ဆင်း၍ခူးသည် ပဒင်းဖွင့်၍ငင်းနေခိုင်ပဒင်းအောက်မှထိုလန်လေးတလျှောက်မိမိချစ်ခင်သည်ကျောင်းသူတို့လျှောက်လာတာမြင်လင်ဟေးဟုအော်ပြီးလက်ပြသည်ကျမကမြင်နေရဲ့သူကကျမကိုမမြင်ခြင်းအပေါ်ကျမကမခံတာပုံရသည်အသက်မပြုတ်ပဲမနေနိုင်ချေကျောင်းသူကလည်းပြန်လည်၍အဘဒရလက်ဝှေ့ရမ်းပြပြီးနောက်ကျောင်းဆောင်ထဲဝင်ရောက်ပြောက်ွယ်သွားသည် ရန်ခါလိုပင်အားလက်ချင်းခိုက်တက်များတွင်ထိုပဒင်မှနေ၍ငေးမြဲဖြစ်သည်မှာကျမတယောက်တည်းမဟုတ်ချေထိုပဒင်မှအပြင်ကြည့်ရခြင်းကိုမက်မောသည့်အထင်ကျမနှင့်နားနေကန်တခန့်နှင့်အတူထိုင်ရသူမမဝေလဲပါသည်သူနှင့်ကျမနှစ်ယောက်သာရှင်ရက်မိလျင်မြင်တွင်내ကမြင်သည်များအကြောင်းအရာတို့ကိုအဆက်အဆက်မဲ့ပြောနေတတ်ကြသည်အဲ့ဒီတင်မောပင်ရမြင်လိုက်တာကြီးနော်ဟုတ်တယောက်ကဆိုလျင်တယောက်ကအေးလေး ။သူတန်ရောင်လိုက်တတ်သည်။ပုံရိပ်တွေဝါနေသလားလို့မမ။ဟုတ်လားဟင်။စင်စိတ်တင်တာလား။တယောက်ကဆိုရင်တယောက်ကဟုတ်တယ်ဟုတ်တယ်ဝါနေတယ်။ဟူထောက်ခံမိ။ဟိုမှာကြောင်တကံတွေ့လားမမ။လမ်းလျှောက်နေရလေ။ဟူတယောက်ကဆိုရင်တယောက်ကအေးတွေ့ပြီတွေ့ပြီ။ဟူစိတ်ပါလက်ပါတုံ့ပြန်မိ။ ဆက်လျက်ရှိသောသူများဌာနပိုင်ပန်းချံတွင်မှအပင်များကိုပင်လှန့်၍ဟိုငါပြောကပုတ်လိုက်တာဝက်မလွတ်ပဲဖြစ်မယ်နော်ဟိုတယောက်ကဆိုရင် အင်းဟိုတယောက်ကဇဝေဇဝအတန်ပြုတ်မီဆိုရရင်မမဝေနေကျမနှစ်ဦး၏ပတင်းအငေးစကားဝိုင်းတွင်မိသည့်ပညာရက်ဆိုင်ရာဝဟာရများမပါဟိတ်ဟန်နေအသာစည်းလုံးမှုများမပါပဂတိအယောခံပြောကြခြင်းဖြစ်လေသည် ပြောပင်သည်ဝက်မလွတ်မဟုတ်ပဲသီးမွေးပင်ဖြစ်နေစီအောင်တော့ရွှေနီပင်ဖြစ်နေစီအောင်တော့အေးတယူမပြုတ်ပြကြကြီးကျမတို့စကားဝိုင်းသည်ပညာရက်စကားဝိုင်းမဟုတ်ဘ ഹു တုတဖလေရာတုတစကားဝိုင်းလည်းမဟုတ်တဘာဝကိုခံစားရင်ရေရွတ်မြည်တမ်းမှုတသက်သာဖြစ်ကြလေသည်သူပတင်းမှကျမငုံကြည့်ငေးစဉ်ဘာတွေတွေးနေရလဲ ်ခုများတစုံတယောက်ကလာမေးရင်ကျမတွင်ဖြည့်ရမရှိကြီအဘယ်ကြောင့်ဆိုကျမတွေးမနေတော့ချောင်းဖြစ်လေသည်ကျမတွင်ကျေနန်းစိတ်သာရှိနေတတ်သည်တာယာသောကဘာမြေအတွက်ဖျားသခင်ကိုကျေးဇူးတင်သောခရိယန်တူဦးကျေးဇူးတင်မိခြင်းမျိုးနှင့်ကျမစိတ်ငြိမ်းအေးနေသည်ငါအလုတ်ခွင်မှာဒီလိုတာယာတဲ့ဝင်းကျင်ရှိနေတာကျေနပ်လာကြည့်ငါအလုတ်ခမ်းမှာဒီလိုမြင့်ကွင်းရှိတဲ့ပတင်းရှိနေတာကျေနပ်လာကြည့် ဒီလိုစိမ့်လဲတာရခြင်းကိုမြင်နိုင်တဲ့မျက်လုံးအစုံငါမှရှိနေတာကျဉ်နှဲလှကြည့်စတော့ကျဉ်နှဲစိတ်တက်တက်သာထင်ဟက်သည်ထိုခိုက်တံတို့တွင်ကျမစိတ်၌ကျမဘဝဤမตายရသောအစိတ်ပိုင်းများမရှိကြအစင်မပြေသောအပိုင်းစများမရှိကြကျမမနှင့်မြို့သူများနှင့်ကျမကိုမလိုလားသူတို့ဤအကြောင်းချင်းရများမရှိကြမကျေနပ်မှုမရောက်ရဲမှု မနှစ်မျိုးမှု စိတ်ပြက်ဖွယ်ရာရှိမှုညီငွေဖွယ်ရာကောင်းမှုများရှိမနေကြငယ်စဉ်ကပိုင်ဆိုင်ခဲ့ဘူးသောကျင့်နဲ့အေးချမ်းမှုများထိုခိုက်တက်မှာပြန်လည်ရရှိနေတတ်သည်ဆင်စစ်ထိုပဒင်းသည်ကျမတို့နားနေကံမှပဒင်းဖြစ်တော်လဲကျမတို့အမြဲပိုင်ဆိုင်သည်ကမဟုတ်ကြចောင်းဖွင့်ရဲ့အလုပ်များချိန်တွင်သူ့ကိုကျမတို့လှည့်မကြည့်နိုင်ကြည် အလုတ်ပါချင်းအားလက်ချင်းရာသီခိုင်လဲကျမကိုယ်တိုင်တကူတကမဖွင့်ဖြစ်တော့ပဒင်းသာဖြစ်သည်ငေးမောချင်းရစီအောင်တော့ကျမကပဒင်းပရက်သားနှင်ပင်မှန်ချက်များအနည်းသာကတ်၍ပန်းချံတွင်သို့ငေးလေးရှိသည်အဘေเจ้าဆိုတော့ကျမတို့အခန်းတွင်အဲကွန်တက်စင်ထားသည်အဲကွန်ရှိနေသောအခန်း၏ဖွင့်ခွင့်မရသောပဒင်းတစ်ပေါက်သာဖြစ်လေသည် အေကွန်ဖွင့်ရသားနှင့်ပဒင်းကြီးဖွင့်ထားမိ၍တခါသာလူကြီးအစုခံရသည်သည်အညာဆက်မမဝေကတော့ပဒင်းမအပြင်ကိုခေါင်းပြူရင်ကိုရီးယားတော့တဘာဝကိုပဲချစ်တဲ့ကွယ်ဟူအသက်မြင့်ပြီးပြောတတ်သေးသည်မမဝေဒီပဒင်းကိုဖွင့်လျင်ကကျမကရက်ငေးမိမကြမီကျမအနာမမဝေရောက်လာမိမမဝေကအမေ ဟိုမှာကြောင်ဝအိတ်နေလိုက်တာဟုဆိုရင်ကျမကဟိုဟိုဒီဒီရှောက်ရှာကြည့်မိအတော်ကြာမှမမဝေကမြင်ရလားမမြင်လားမေးမိကျမကမြင်ဘူးဖြေမိဟိုမှာလေဟိုခောက်မိုးပေါ်မှာအော်ဒါကြောင့်လမ်းနေလိုက်ကြည့်နေပါလေမှတ်တယ်ဟိုအဖြေပေးမိ greenhouse ကိုကျမတို့ခေါ်တော့ဆေးပင်ရုံအစိမ့်ကြီးဤခောက်မိုးပေါ်တက်ပြီး ဇင်းယူနေသောကြောင့်တကံကိုထိုအခါမှကျမကမြင်မိနှစ်ယောက်သားတဟာဟာအော်ရီလိုက်ကြမိတခါတည်းရင်အဲ့ဒီပေါ်မှာနှစ်ကောင် fighting ပလေးကြသည်ကြောင့်ကျမကပြောပြလင်မမဝေသဘောကြမိပန်းချန်ဒီဘက်ဆက်စီယိုတခြားအတန်းလိုက်ရှိနေသောဆန်တကူးကမုန်းပင်ကြီးများစီအကြည့်ရောက်သွားလင်ညာမှာမွေရနဲ့ကြိုင်နေအောင်ထွက်တော်သူ့အပွင့်များအကြောင်းကိုတွေ့ကြုံကိုအာဘတရားပြောကြမည် လိပ်ပြာတကောင်တလေများနှစ်ထက်ကြွကြော်အမြင့်ထီပြန်တက်လာလျင်အမြင့်ရင်ပြန်နေနော်ကျုံကျုံဟုကျမကဆိုပြစ်မိဟိုဘန်းနေကို तू မချိုက်ဘူးလားပဲဟုဆက်ဆိုပြစ်မိတေချာတာကသူ့ပတင်းမရက်နေချင်းကျမတို့နှစ်ဦးအလौအကြောင်းမပြောပြကြအကယ်၍တယောက်ယောက်ကအလौအကြောင်းစကားဆမိလင်မူ အလုစပွဲများရှိရာစီနှစ်ယောက်သာရွေလျောသွားကြမည်ချိုကပတင်းကြီးချင်းအမှုကိုအလုအလျားဖျက်တောက်ခဲ့မိကြပြီဖြစ်လေသည်ညီမလေးအဲ့ဒီပုဂ္ဂိုလ်ကငါတို့တသက်ညညာစစ်ပေးမှရမှာလေဟုတ်တယ်မလားအေးလေကိုရီမမကန်ကလေးရဲ့ကွဲမှာပေါ့ညီမလေးဒီမှာမေခွန်းလေးကြည့်ပါဦးဟဲညီမကမပြနဲ့လေညီမဆီကမေခွန်းပါမနဲ့လို့မရော စာသည်ဖြင့်ပတင်းကိုခွာလျက်ထိုင်ကုန်များရှိရာရောက်သွားကြမည်။ကျမမသိလိုက်ချိန်မှာပဲမမဝေကထိုပတင်းကိုပြန်လည်ပိတ်ပြီးဖြစ်ပေလိမ့်မည်။ကျမဒီနေရာဌာနမှခွာလျက်အခြားတနေရာရောက်ရင်ထိုနေရာတဲ့နာဒီပတင်းမျိုး၊ဒီမြင်ကွင်းမျိုး၊ဒီပတ်ဝန်းကျင်ရှုခင်းမျိုးရှိခြင်းမှရှိပေမည်။ ရခိုင်နေထိုင်ခဲ့ရဌာနဆိုရင် အလောက်ခန့်ရှိမြင်ကွင်းမှာတန်တိုင်များတာဖြစ်သည်ခင်မရသောစီနီယာအမတရားထိုင်ရစပွဲမှာပတင်းမြင်ကွင်းမှာတဖက်တိုက်ဟောင်းကြီးဤမဲတဲ့တဲ့ပိမ့်ပိတ်ချက်ပြင်ဖြစ်သောနယံကြီးဖြစ်နေသည်ကိုတခါကျမမြင်ရစဉ်မွန်ချက်ခဲ့ရဘူးသည်နယံတဲ့နွယ်ပင်များပင်အောက်ချိန်မှသွား၍စိုက်ပြီးရင်စိတ်ကူးရင်မိသေး၏ အကယ်၍ဤရှုခင်မျိုးပိုင်ဆိုင်ရှုမြင်ခွင့်ရှိစေအောင်မမဝေလိုအတူကြည့်ဖို့ရှိလိုမှာရှိပေလိမ့်မည်။ဘာရီမြငင်းငင်းနေရတာတော့ညီဘာရီမြတွေ့တွေ့နေရတော့ဟူကျမကိုနားမလည်နိုင်တော့ဘာသာမတူခြားသူရှိနေပါကလည်းဤသို့တရားနိုင်မည်မဟုတ်။မမဝေနေကျမနောင်၁၀နှစ်၁၅နှစ်အတွင်း ဤသို့ပဒင်းတစ်ခုအတူကြည့်နေနိုင်သည့်အခွင့်ရရဖို့ကဆယ်ရည်တရည်ကိုရည်တရားခဲခက်လာသည်ဘဝတွင်ကျမတို့ပိုင်ဆိုင်ရသည်က အခိုက်တန့်များသာဖြစ်လေသည်စိမ့်မများစဉ်10 September 2019 ဖတ်ရှုတင်ဆက်သူစိတ်မများစင်ဒီကြည်မင်းတို့အချိန်ပေးနာဆင်မှုတွဲ SS reader မှာကျေးဇူးတင်ရှိပါတယ်ရှင်ပတင်း